ဘုံမောင်နောက်ခံကျယ်ပွင့်ကစားသမားဒိန်းဟူစင်ကိုပေါင်90နဲ့ခိုးယူလိုက်တဲ့ရီယယ်မက်ထွေဒီနေ့မှတော့ကမ္ဘာဘောလုံးစည်းကွက်ကိုလှုပ်ခတ်သွားစေတဲ့ပြောင်းရွှေ့တီးရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါအင်္ဂလန်ပရီးမီးယားလိဂ်ဘုံမောင်တင်းရဲ့နောက်ခံလူဒိန်းဟူစင်ကိုစပိန်ထိပ်သီးတင်းကြီးရီယယ်မက်ထွေတင်းကပေါင်90အထိအသုံးပြုပြီးခိုးယူလိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်ရီယယ်မက်ထွေတင်းကဘုံမောင်တင်းရဲ့အသက်20အရွယ်စပိန်လက်ရွေးစင်နောက်ခံလူဒိန်းဟူစင်ရဲ့ရောကြီးစာချုပ်ပါပေါင်90ကိုပေးချေပြီးခိုးယူလိုက်ပြီးဖြစ်ပါတယ်ဦးစီယာ2015ခုနှစ်ကနေ2021ခုနှစ်အထိမလကာတင်းရဲ့လူငယ်အကယ်ဒမီမှာကစားခဲ့ပေမဲ့ဂျူပီတာတင်းကိုပြောင်းရွှေ့ခဲ့ပြီး professional ကစားသမားဘဝကိုစတင်ခဲ့ပါတယ် အခုတော့ဒီဟာပထမအုံးချင်းဖြစ်လာလီကာမှာကစားရတော့မှဖြစ်ပါတယ်။ဒါပြင်ဒီနေရာဒီမှာရီယယ်မက်ဒစ်တင်းတဲ့တူကလပ်ကပဖလားပြိုင်ပွဲမှာလည်းပါဝင်ကစားနိုင်ရအခွင့်အရေးလည်းရှိနေပါတယ်။ခုစင်ရပြီးတဲ့နေရာဒီမှာပဲဂျူပင်တက်ကနေဘုံမောက်တင်းကိုပေါင်စနစ်တဲ့တမရှစ်တန်းနဲ့ပြောင်းရွှေ့လာခဲ့တာပါ။ဆိုလိုတာကဘုံမောက်တင်းဟာအသက်20အရွယ်ကစားသမားကိုရောင်းချခြင်းဖြင့်မယုံနိုင်လို့စရာအများဆုံးကိုရရှိလိုက်တာပဲဖြစ်ပါတယ်။သူကဒီရာဒီမှာပရီးမီးယားလိပွဲ30အထိပါဝင်ကစားခဲ့ပြီးဘုံမောက်တင်းကလည်းအမတ်ပေးစရာရဲ့အဆင့်30မှာအောင်မြင်စွာရပ်တည်နိုင်ခဲ့ပါတယ်။ဘုံမောက်တင်းဟာသူ့ရဲ့ကြီးညာချက်မှာနောက်ကလူဒိန်းဟူစီယာ2024-2025ရာသီအကုန်မှာ ရယ်မရစ်တင်းကိုပြောင်းရွှေ့မှာဖြစ်ပြီးစပိန်တင်းကသူ့ကိုရောကြီးပေါင်90ကိုပေးချိခဲ့တယ်လို့ဖော်ပြထားပါတယ်။ရယ်မရစ်တင်းကလည်းသူ့ရဲ့ကြေညာချက်မှာရယ်မရစ်နဲ့ဘုံမောက်တင်းတို့ဟာဒိန်းဟူစင်ကို2025ခုနှစ်ဇွန်လ1ရက်နေ့ကနေ2039ခုနှစ်ဇွန်လ30ရက်နေ့ထိ9နှစ်စာချုပ်နဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပါတယ်။အသက်20အရွယ်ဒိန်းဟူစင်ဟာစပိန်လက်ရွေးစင်ကစားသမားဖြစ်ပြီးအီတလီစီးရီးအမှာဂျူပင်တက်နဲ့ရိုမာတင်းတို့အတွက်ကစားခဲ့တယ်လို့ပရီးမီးယားလိမှာလည်းဘုံမောက်တင်းအတွက်ခြေစွမ်းပြကစားခဲ့ပါတယ်။ဒိန်းဟူစင်ဟာ2024-2025ခုနှစ်ပရီးမီးယားလိရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုအတွက်လည်းစကားတင်စီးရီးမှာပါဝင်နေပါတယ်လို့ဖော်ပြထားပါတယ်။ တတိယရေပေါ်ပြချက်ရာဟူစင်ယာရီယမရစ်တင်းရဲ့နီးပြဇာပီအလွန်ဆိုရဲ့အဓိကပြစ်မှတ်တအူးဖြစ်တယ်လို့သိရပါတယ်။အသင်းရဲ့နောက်တန်းကိုပြန်လဲတိဆောက်ဖို့အတွက်အလွန်ဆိုဟူစင်ကိုခေါ်ယူဖို့ဆရာထက်တန်နေတယ်လို့သိရပါတယ်။ဒါပြင်လီဗာပူးတင်းရဲ့စာချုပ်တတန်ကုံဆုံးပြီးအသင်းကထွက်ခွာတော့မယ့်နောက်ခံလူထွက်အလက်ဇန်နာအာနိုကိုလည်းတောင်းဆိုချင်လို့နဲ့ခေါ်ယူဖို့နီးစပ်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဘုံပေါတင်းရဲ့ပရီးမီးယားလိရာသီမကုံဆုံးခင်မှာမန်စီးလီးနဲ့လက်စတာအသင်းတို့ကိုရင်ဆိုင်ရအောင်မှာဖြစ်ပြီးဟူစင်ယာလက်စတာနဲ့ပွဲပြီးမှအသင်းကိုနှုတ်ဆက်ကစပိန်အသင်းကြီးနဲ့ဘဝတိကိုစတင်ပြင်ဆင်တော့မှာဖြစ်ပါတယ်။ ူစင်ကလက်စတာနဲ့ပွဲပြီးမှအသင်းကိုနှုတ်ဆက်ကစပိန်အင်အားကြီးအသင်းနဲ့ဘဝတိကိုစတင်မှုပြင်ဆင်ရတော့မှာပဲဖြစ်ပါတယ်။ဒါကတော့ဘုံပေါက်တင်းရဲ့အလားလာကောင်းတဲ့နောက်ကလူဒိန်းဟူစင်ကိုစပိန်အင်အားကြီးရီယယ်မက်ဒရစ်တင်းကပေါင်တန်း90ဆိုတဲ့စိန်ချင်းတင်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူလိုက်တဲ့စစ်ဝင်စားဝတ်ရပြောင်းရွှေ့တည်မဲ့ဖြစ်ပါတယ်။အသက်20ဆယ်သာရှိသေးတဲ့စပိန်နိုင်ငံရွေးချယ်ဟူစင်ဟာဂျူပီတာနဲ့ဘုံပေါက်တို့မှာခြေစွမ်းပြခဲ့ပြီးယခုကမှတော့ကမ္ဘာစင်ကလပ်အသင်းကြီးတစ်ခုဖြစ်တဲ့ရီယယ်မက်ဒရစ်မှာသူ့ရဲ့ကစားသမားပွဲကိုနောက်ထပ်ချီလန်းတစ်စတင်တော့မှာဖြစ်ပါတယ်။ဇာဘီလွန်ဆိုရဲ့လက်အောက်မှာဟူစင်ဘလို့ခြေစွမ်းနေပြသသွားမလဲ။ ရမတိရဲ့နောက်တန်းကိုဘယ်လောက်ထိအားပြစ်နိုင်မလဲဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။